ားလုံးပဲမင်္ဂလာပါဒီ upgrader channel ကနေပြန်လဲကြိုဆိုပါရစေရာရှာတက်မတော်ဟာဇွန်လ1ရက်နေ့မှာ Sumi Overlast Data မှာစစ်စင်ရေးတွေကိုအရှင်မြင့်ဖို့စ조사နေပါတယ်ဒါက Ukraine တက်မတော်နဲ့လုံချုံရဲတပ်ဖွဲ့တွေရာရှာစစ်စခန်း၄ခုမှာရှိတဲ့လေရင်၄၀တစ်စီးကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးနောက်မှာဖြစ်တာပါရုရှားဘက်က cars နေဆက်ကနေတပ်သား9000ကို Ukraine ဘက်ကိုရွှေ့ပြီး Sumi ဒေသကိုဖိအားပေးဖို့အစီအစဉ်ရှိနေပါတယ် ဒါပေမဲ့ Ukraine တပ်မတော်ကတော့အနောက်နိုင်ငံတွေစီကရထားတဲ့ F16 စစ်လေယာဉ်တွေကိုအသုံးပြုပြီးရုရှားတပ်တွေဆူမီမှာဖန်တီးဖို့ကြိုးစားနေတဲ့ဖီအာဇွန်ကိုခုခံတော့မှာပါရုရှားတပ်သား9တောက်ကိုလုံးဝအရှုံးပေးရလောက်အထိရည်ရွယ်ပြီးတော့ပိတ်ဆို့ထားတာပါအခုဆိုရင်အဲ့ဒီဒေသကရုရှားတပ်တွေဟာ F16 လေယာဉ်တွေရဲ့ဝဲရံချင်းကိုခံနေရပါတယ်ဒီနေရာမှာအရေးကြီးတဲ့မိခွန်းတွေရှိလာပါတယ်ရုရှားကဘာကြောင့်ဆူမီကိုထိုးစစ်ဆင်ဖို့ဒီလောက်တော့စွန်းစားရဲရတာလဲ ခရစ်မလန်ကယူကရိန်းရဲ့ F16 လေယာဉ်တွေကိုထိမစင်းစားဘဲလုံနေတာလားယူကရိန်းကရုရှားတပ်သား9တောက်ကိုအပီးပိုင်အနိုင်ရမယ်ဆိုရင်အနောက်နိုင်ငံတွေစီက F16 လေယာဉ်တွေပိုရနိုင်မလားဒီမေခွန်းရဲ့အဖြေတွေနဲ့တခြားအရေးပါတဲ့အချက်အလက်တွေကိုဒီဗီဒီယိုမှာဖော်ပြပေးတော့မှာဖြစ်ပါတယ်ယူကရိန်းရဲ့ရှေ့မြောက်ဘက်မှာရှိတဲ့ Sumy Oblast ဟာရုရှားအတွက်မဟာဗျူဟာအရအရေးပါတဲ့နေရာတစ်ခုပါ စစ်မဖြစ်ခင်ကလူရဲ့2500လောက်ရှိခဲ့တဲ့စုမင်းမျိုးဟာအရှေ့ဥရောပရဲ့အဓိကတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ချိတ်ဆက်နေပါတယ်။ရုရှားတပ်တွေသာဒီဒေသကိုသိမ်းပိုက်နိုင်ခဲ့ရင် KF ကိုသွားတဲ့အဓိကလမ်းကြောင်းတစ်ခုပွင့်သွားနိုင်ပါတယ်။အရင်တော့ကယူကရိန်းဟာ F-16 လေယာဉ်တွေကို NDA နေတဲ့တာဝန်တွေဥမာ Kiev Cruise ဒုံးကျည်ပစ်တာလေကြောက်ကကွေးကိုဖျက်ဆီးတာအတွက်ပဲသုံးဖို့စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ဆူမီတိုက်ပွဲမှာအရေးပေါ်အခြေအနေကြောင့်ရုရှားတပ်တွေမြို့ထဲကိုအမြဲတမ်းဆက်ဆံဝင်ရောက်လာနိုင်တဲ့ NDA ရှိတဲ့ဒေသကို F16 တွေကိုစေလွှတ်ခဲ့ရပါတယ်။ယူကရိန်းရဲ့မြေပြင်တပ်တွေအားဖြည့်ဖို့လိုအပ်နေချိန်မှာ F16 တွေကိုရုရှားတင်ကားတွေတန်ချက်ကာယင်တွေနဲ့အမြောက်စခန်းတွေကိုပစ်မှတ်ထားဘုံကျဲဖို့အသုံးပြုခဲ့တာပါ။အနောက်နိုင်ငံတွေကအရန် NDA များတယ်လို့တတိပေးထားပေမဲ့ F16 တွေကိုရုရှားရဲ့လေကြောက်အကွဲစနစ်နားမှာနှိမ့်ချပြန်သန်းပြီးတိုက်ခိုက်တာဟာယူကရိန်းအတွက်မလွဲ့မသွေလိုအပ်နေခဲ့တာပါ ကီယလလတ်သောတည်င်းဌာနရဲ့အစည်းအဝေးခန်းစာအရယူကရိန်းရဲ့ F16 ဂျက်တိုက်လေယာဉ်တွေဟာအမေရိကန်ထောက် GBU 39 SDB လိုမျိုးတဲငယ်တဲ့ဘုံးတွေနဲ့ AGM 158 JSM လမ်းညွန်ဒုံးကျည်တွေကိုတုံပြီးဆူမီဒေသမှာအပြင်းထန်ဆုံတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒီအရေးပါတဲ့စစ်စင်ရေးတွေပြီးတဲ့နောက်ရုရှားတပ်တွေဟာဆူမီဒေသမှာ80ရှစ်တက်တာကိုရပ်တန့်ခဲ့ရပါတော့တယ်။ ရုရှားတက်မတော်ဟာဆူမီဒေသကနေလုံးဝပြန်မဆောက်သေးပဲမြောက်ဘက်ကနေစစ်မျက်နှာတစ်ခုဖွင့်ဖို့ရည်ရွယ်နေဆဲပါဒါကယူကရိန်းတပ်တွေကိုဒွန်ဘက်ခြေထဲမှာပဲအင်အားစုစစ်ထားရည်စေပြီးတချင်တဲမှာပဲမြောက်ပိုက်ကနေလည်းတိုက်ခိုက်ဖို့ဖြစ်ပါတယ်ဆူမီဒေသဟာယူကရိန်းရဲ့အတွင်းဘက်ကိုအဓိကဝင်ပေါက်တစ်ခုဖြစ်လို့ပထူရနေထားရအရန်အရေးပါပါတယ်ဒီဝင်ပေါက်ကိုရုရှားကသာတင်ပိုက်နိုင်ခဲ့ရင်ယူကရိန်းရဲ့အရေးကြီးတဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုအလွယ်တကူဖျက်တောက်နိုင်မှာပါ ဒါအပြင်မြောက်ဖက်ကနေ KF ကိုချင်းကက်နိုင်တဲ့ခွင်လန်းလေးရုရှားအတွက်ပေါ်ပေါက်လာနိုင်ပါတယ်ဒီအချက်တွေကြောင့် F16 ဂျက်တိုက်လေယာဉ်တွေရဲ့တိုက်ခိုက်မှုတွေပြီးတာတော့ရုရှားတပ်တွေစူမီဒေတာမှာဆက်ရှိနေတာဟာသူတို့အတွက်အသက်ဆုံးတိုက်ပွဲဆင်နွှဲနေတာနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်။ Kremlin အစိုးရကယူကရိန်းရဲ့မြောက်ပိုက်ကာကွယ်ရေးတပ်တွေဟာအခုဆိုရင်အပြည့်အဝသတိမထားတော့ဘူးလို့ယူဆနေပုံရပါတယ်။ရုရှားစစ်တပ်နဲ့နှိစက်တဲ့မီဒီယာတွေကလည်းဒီလိုပဲခက်မဲ့ချက်တွေကိုဝေမျှနေကြပါတယ်။ စင်ကစားရရယူကရိန်းဟာမကြသိခင်လတွေအတွင်းမြောက်ပိုက်ကတက်အများစုကိုတခြားရှေ့တန်းတွေစီပြောင်းရွှေ့ခဲ့ပြီးဒွန်ဘတ်စ်နဲ့တောင်ပိုက်ဒေသတွေကိုအာရုံစိုက်ခဲ့ပါတယ်။ဥပမာ82ကျင်းမြောက်လက်ဒက်တိုက်ခိုက်ရေးဘစ်ဂျစ်ဗျူဟာကိုဒွန်ဘတ်စ်ဒေသကိုပို့ဆောင်ခဲ့ပါတယ်။ဒါကြောင့်ဆူမင်းဒေသမှာချီလီယန်တပ်နဲ့တန်ချက်ကရင်အင်အားအနည်းငယ်ပဲကျန်တော့တာပါ။ ရုရှားထောက်လဲရေးကဒီအနှစ်ချက်ကိုတည်ထားပြီးပေါ်ခရန်နဲ့ကာစီဗာကျေးရွာတွေနားမှာယူကရိန်းတပ်တွေကိုချိတ်ဆက်တိုက်ခိုက်ကာဆူမင်းဒေသကိုလက်ရှိတပ်အင်အားနဲ့ဖိအားပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီချင်းချောက်မှုကြောင့်ယူကရိန်းဟာတော်တော်လေးအဖိခံနေရတယ်လို့ဆိုရမှာပါဒါပေမဲ့ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်း F16 ဂျက်တိုက်လေယာဉ်တွေကဆက်လက်တည်ရှိနေပြီးလုံခြုံရေးကိုထိန်းသိမ်းကရုရှားတပ်တွေရဲ့ခြေတက်မှုကိုကာကွယ်တားဆီးပေးနေဆဲဖြစ်ပါတယ် ုံမှန်အဖြစ် Ukraine ဟာသူ့ရဲ့ F16 ဂျက်တိုက်လေယာဉ်တွေကိုပိုမိုမဟာဗျူဟာကျတဲ့တောင်ဝန်တွေအတွက်သိမ်းဆည်းထားချင်ပါတယ်။တကယ်တော့ F16 ဟာ American နဲ့ NATO အတွက်တန်ဖိုးအလွန်ကြီးတဲ့စတုတ္တမျိုးဆက်တိုက်လေယာဉ်ပါ။သူတို့ကို S300, S400, Buckner, Tolo မျိုးရုရှားရဲ့လေကြောက်ကာကွယ်စနစ်တွေရဲ့အကောအဝဲအတွင်းရှစ်တဲ့စစ်မြေပြင်အထက်တိုက်ရိုက်ပြန်တန်းတာဟာအရန်အန်ဒီရဲ့များတဲ့လောက်ရဲ့ဖြစ်ပါတယ်။ဒါပေမဲ့ဆူမင်းဒေတာရဲ့အရေးပေါ်အခြေအနေက Ukraine ကို DNA ကိုရင်ဆိုင်ဖို့ PR ပေးခဲ့တာပါ။ ိုက်ခိုက်မှုတိုင်းဟာရုရှားရဲ့မြေပြင်မှဝေဟင်ဒုံးကျည်တွေနဲ့ကမ္ဘာအသက်အန္တရာယ်ဆုံးရှုံးနိုင်မှုတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိယူကရိန်းတပ်တွေဟာ F16 တွေကို F ဖွဲ့ကျွမ်းကျင်မှုနဲ့အသုံးပြုနေဆဲပါဒီတိုက်လေရင်တွေတဲဆောင်နိုင်တဲ့လက်နက်တွေကလည်းရုရှားတပ်တွေကြားကြောက်ရွံ့မှုကိုဖြစ်စေနေပါတယ်။ဒီအခြေအနေဟာဆူမင်းဒေသရဲ့စီးရဲအခြေအနေကိုယူကရိန်းအတွက်ကြီးမားစွာပြောင်းလဲပေးနိုင်ပါတယ်။ F16 ဂျက်တိုက်လေယာဉ်တွေဟာအမေရိကန်ကထောက်ပံ့တဲ့ GBU 39 SDB Small Diameter Bomb လိုမျိုးသဲငယ်တဲ့လက်ညုံဘုံးတွေကိုတင်ဆောင်နိုင်ပါတယ်။ဒီ134 kg လဲတဲ့ Smack ဘုံးတွေဟာကီလိုမီတာ80 80အထိပြန်တန်းနိုင်ပြီးတိုက်လေယာဉ်ဘုံးတွေကိုရှေ့တဲ့ area ထဲမဝင်ဘဲဘုံးတွေကိုပစ်ချနိုင်စေကာလုံခြုံတဲ့နေရာကိုဆုတ်ခေါ်နိုင်စေပါတယ်။ဆူမီအနီကရုရှားရဲ့တန်ချက်ကရင်တွေနဲ့အမြောက်စခန်းတွေဟာဒီဘုံးတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရဖူးတယ်ဆိုတာမဲမိန်ချက်မှာပါ ။ဥမာအပြင် F16 နဲ့တစ်စီးဟာတကြိမ်ပြန်သတ်မှုမှာ SDB ဘုံးရှင်းလုံးအထိတည်ဆောင်နိုင်ပြီးတကြိမ်တည်းနဲ့ပြည့်မဲ့များစွာကိုဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ယူကရိန်းမီဒီယာတွေရဲ့အစိအကန်စာတွေအရဒီနေ့ကို F16 တက်ခိုက်မှု30ကနေ15ကြိမ်အထိလောက်ဆောင်နေပြီးတချို့ဟာနေရောညပါဆောင်ရွက်နေတာကိုတွေ့ရပါတယ်။တနည်းအားဖြင့် F16 တွေရဲ့ရည်ရွယ်ချက်ကတော့ရာချတက်တွေပြန်လည်စူးစေးတာနဲ့ထောက်ပဲ့ရင်တွေရှေ့တက်ကိုမရောက်ခင်မှာရက်တန်ဖို့ပဲဖြစ်ပါတယ် နိုင်ငံတကာမီဒီယာတွေရဲ့အစီရင်ခံစာတွေအရ F16 တိုက်ခိုက်မှုတွေကြောင့်ရုရှားတပ်တွေဟာဆူမီမှာအရှိန်ရှော့ခဲ့ပြီးယူကရိန်းမြေပြင်တပ်တွေကိုအသက်ရှူချိန်အနည်းငယ်ရစေခဲ့ပါတယ်။ဒီအစီရင်ခံစာတွေကိုထစ်သွင်းစဉ်းစားမေဆိုရင်ယူကရိန်းရဲ့စွန်းစားတဲ့ F16 ဗျူဟာဟာအလုတ်ဖြစ်နေတယ်လို့ယူဆရပါတယ်။ဒီတိုက်လေရင်တွေရဲ့အစ်စ်မြင့်တင်ထားမှုဟာဆူမီမှာယူကရိန်းအောင်မြင်မှုအတွက်အဓိကတော့ချက်တစ်ခုပါ။ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့အဆိုအရ F16 တွေကို NATO ရဲ့ Link 16 Data Con Yes နဲ့ပေါက်ဆက်ထားပါတယ် ဒီစနစ်ကတိုက်လေမုံတွေကိုတိုက်ပွဲရဲ့အချိန်နဲ့တပြေးညီအခြေအနေတွေကိုမြင်တွေ့နိုင်စေပါတယ်ရလက်အနေနဲ့မိတ်ဖက်လေကြောက်ကာကွယ်စနစ်တွေ၊ radar စကန်တွေ၊ AWACS လေယာဉ်တွေနဲ့မြေပြင်တပ်တွေကြားမှာညီနိုင်ဆောင်ရွက်မှုတွေပေါ်ကောက်လာပါတယ်။အထူးသဖြင့်ဆူမီလိုရှိတဲ့အခြေအနေအမြဲပြောင်းလဲနေတဲ့ဒေသမျိုးမှာယူကရိန်းလေယာဉ်မှုတွေဟာဘယ်နေရာတွေမှာဘေးကင်းပြီးဘယ်နေရာတွေမှာအသံတွေရှိတယ်ဆိုတာကိုချက်ချင်းသိရှိနိုင်ပြီးသူတို့ရဲ့တာဝန်တွေကိုထိရောက်စွာဆောင်ရွက်နိုင်ကြပါတယ်။ Mirage 2000လိုမျိုးတခြားနောက်နိုင်ငံထုတ်တိုက်လေယာဉ်တွေဟာလည်း Link 16 Stin နဲ့ပေါက်ဆက်ထားပါတယ် Disney ဟာလေကြောတိုက်ခိုက်ရေးအင်အားစုအလုံးကို Russia ပြည်မှတ်တွေကိုတိုက်ခိုက်ရမှာဘုံဒက်တာကွန်ရက်ကနေတဆင့်အချက်လက်တွေကိုမျှဝေနိုင်စေပါတယ်ဒါဟာရုရှားရဲ့ခေနောက်ကျနေတဲ့မဟာဗျူဟာမြောက်ဒေတာဆက်သွယ်ရေးစနစ်တွေနဲ့နိုင်ရှင်ယူကရိန်းအတွက်ကြီးမားတဲ့အကျိုးကျေးဇူးတစ်ခုပါ။ဆူမင်းရှစ်တက်မှာဖြစ်ပျက်နေတဲ့ဖြစ်ရပ်တွေဟာ F16 တွေရဲ့ရှစ်တက်မှာအနီးကပ်အကူအညီပေးမှုကိုအကောင်းဆုံးဥပမာအဖြစ်ပြသနေပါတယ်။ ါပေမဲ့ယူကရိန်းကဒီတိုက်လေယာဉ်တွေကိုနိုင်ရှင်တဲ့တိုက်ခိုက်မှုတွေအတွက်အသုံးပြုနေဆဲပါဥပမာအပြင်ကီလိုမီတာ100ကနေနေရာအတွင်းရှိရုရှားရဲ့ထောက်ပံ့ရေးစခန်းတွေလက်နက်သိုးလုံယုံတွေနဲ့လောက်စားစခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာမျိုးပါအရင်က SU-34 လိုမျိုးဆိုဗီယက်တိုက်လေယာဉ်တွေဟာ Storm Shadow ဓာတ်မမဟုတ် SCALP ဒုံးကျည်တွေကိုပစ်ခတ်ခဲ့ကြပါတယ်။အခုဆိုရင် F-16 တွေဟာလည်းဒီလိုဒုံးကျည်မျိုးကိုတေဆောင်နိုင်ပြီးဖြစ်ပါတယ်။ဒါကရုရှားရဲ့ထောက်ပံ့လမ်းကြောင်းတွေကိုဖျက်တောက်ရမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။ F16 ဂျက်တိုက်လေယာဉ်တွေရဲ့နောက်ထပ်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကတော့ရန်သူရဲ့လေကြောက်ပါကွေးစနစ်တွေဖြစ်တဲ့ Suppression of Enemy Air Defense SEAD ကိုဖြိုခွင်းဖို့ပါပဲ။ Ukraine ဟာ HRM ပစ်လွှတ်ဒုံးကျည်တွေကိုအသုံးပြုပြီး S300 နဲ့ S400 လိုမျိုးရုရှားရဲ့အဝေးပစ်လေကြောက်ကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးဖို့ဒါမှမဟုတ်အနည်းဆုံးအသင်စိတ်တော့အောင်လှုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလောက်ချင်းအပြင် F16 ဂျက်တိုက်လေယာဉ်တွေရဲ့မိတောက်သေးကိုစူးနဲ့ဝင်ရသလို NDA ကို short ချနိုင်ပြီးရုရှားရဲ့ radar sniff တွေပျက်စီးသွားရင် F16 တွေရဲ့အသက်ရှင်နိုင်မယ့်အခွင့်အလမ်းပိုမြင့်တက်လာမှာပါ ။ဆူမင်းရှိတဲ့မှာတော့ရုရှားရဲ့မြေပြင်မှဝေဟင်ပစ်တဲ့ဒွန်းကျစ်စစ်တွေဖြစ်တဲ့ SAM ကိုဖြိုခွင်းနိုင်ခဲ့ရင်ယူကရိန်းရဲ့တိုက်လေယာဉ်တွေဟာဘုံကျဲမှုတွေကိုပိုပြီးလွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ယူကရိန်းရဲ့ F16 ဂျက်တိုက်လေယာဉ်တွေဟာရုရှားရဲ့ SU-30SM နဲ့ SU-35 တိုက်လေယာဉ်တွေထက်ပိုပြီးဟောက်ပေမဲ့ခင်မင်အီလက်ထရိုနစ်စနစ်တွေနဲ့လေကြောင်းမှဝေဟင်ပစ်ဒွန်းကျစ်တွေတက်ဆင်ထားရင်လေကြောင်းအသာစီးရရှိရေးတာဝန်တွေကိုဆောင်ရွက်နိုင်ပါသေးတယ်။ ရုရှားမှာခင်မင်တိုက်လေရင်တွေအများကြီးရှိပေမဲ့ယူကရိန်းရဲ့ F16 တိုက်လေရင်မုန်းတွေဟာ Link 16 Data Conference နဲ့ NATO ရဲ့စစ်စင်ရေးဗျူဟာတွေကြောင့်ဤဗျူဟာအရအသာစီးရနိုင်ပါတယ်ဒါပေမဲ့လေရင်နဲ့တိုက်လေရင်မုန်းအရေးအတွက်ကက်သက်ချက်တွေကြောင့်ဒီအသာစီးကရေရှည်တင်တတ်မှာမဟုတ်ပါဘူးယူကရိန်းရှစ်တက်မှာ F16 ဂျက်တိုက်လေယာဉ်အရေအတွက်ကက်သက်ချက်ရှိပေမဲ့ Sumin Ovles မှာအောက်ဘွဲကြီးတစ်ခုရခဲ့မယ်ဆိုရင် KF ကို F16 ဂျက်တိုက်လေယာဉ်တွေအများကြီးတုံးမြင့်ချထားတာကိုမြင်ရမှာပါ ဒီတိုက်လေရင်တွေအတွက်အပိုပစ္စည်းတွေဝေယူဖို့ပြင်ဆင်မှုတွေကိုလည်းလှုပ်ထားပြီးဖြစ်ပါတယ်။မကြာသေးခင်ကနိုင်ငံတကာမီဒီယာတွေကအမေရိကန်ဟာရက်ဆက်ထားတဲ့ F16 ဂျတိုက်လေရင်တွေကိုယူကရိန်းကိုအပိုပစ္စည်းတွေအဖြစ်ပေးပို့ဖို့အစီအစဉ်ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ American Arizona ပြည်နယ်မှာရှိတဲ့ Davis Modelleder Scan Davis Modelleder Scan မှာရစဲထားတဲ့ F16 ဂျတိုက်လေယာဉ်တွေယာနဲ့ချီချီပြီးအဲ့ဒီကနေအပိုပစ္စည်းတွေကို Ukraine ရဲ့ F16 ဂျတိုက်လေယာဉ်တွေအတွက်အသုံးပြုနိုင်ပါတယ် F16 ဂျက်တလေယာဉ်တွေရဲ့ထိမ့်သိမ်းမှုနဲ့လေယာဉ်မှုတွေလေ့ကျင့်ရေးကနေနောက်ထပ်စင်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ F16 တွေရဲ့ထိမ့်သိမ်းမှုနဲ့လော်ဇာစီဖြစ်တဲ့လုပ်ငန်းတွေမှာကျွမ်းကျင်မှုလိုအပ်ပါတယ်။ယူကရိန်းနည်းပညာရှင်တွေကိုအနောက်နိုင်ငံတွေမှာအရှင်မြင့်သင်တန်းတွေပေးနေပါတယ်။ ခုလို F16 ဂျက်တိုက်လေယာဉ်တွေအတွက်ထောက်ပံ့ရေးစနစ်အသစ်တစ်ခုထူထောင်ဖို့ယူကရိန်းလေတပ်အတွက်လိုအပ်ပြီးဒီအဆင့်မှာပိုလန်၊ရိုမေးနီးယားနဲ့ဂရိတို့လိုတခြားဥရောပ F16 အသုံးပြုတဲ့နိုင်ငံတွေစီကလည်းအကူအညီတောက်ခံနိုင်ပါတယ်။ F16 ဂျက်တိုက်လေယာဉ်တွေရဲ့ထူးခြားတဲ့စွန့်ရည်တွေနဲ့ကျွမ်းကျင်တဲ့မောင်းနေနိုင်စွန့်တွေကြောင့်ယူကရိန်းတပ်တွေအတွက်ဆူမင်းအိုဘလက်စ်ဒေသမှာအခွင့်အလမ်းကောက်တွေရှိနေပါတယ်။ F16 ဟာစတုတ္တမျိုးဆက်မျိုးစုံအသုံးပြုနိုင်တဲ့တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီးအင်ဂျင်တစ်လုံးတည်းနဲ့ပေါ်ပါပြီးအလွန်ကျွမ်းကျင်စွာမောင်းနှင်နိုင်အောင်ဒီဇိုင်းထုတ်ထားတာပါ APG 68 radar ဒါမှမဟုတ်သူ့ရဲ့အစစ်မြစ် model တွေ link 16 data ချိတ်ဆက်မှု AIM 90 AMRAAM လိုမျိုးလက်ကျောက်ပစ်ဒုံးကျည်တွေ AGM 88 HARM လိုမျိုး radar ဖြည့်စည်ရဲ့ဒုံးကျည်တွေနဲ့ JDAM GBU 39လိုမျိုးလက်ညွန်ချက်ပါလက်နက်တွေတက်ဆင်ထားတဲ့အတွက် F16 ဟာကြောက်မက်ဖွယ်ကောင်းတဲ့တိုက်လေယာဉ်တစ်စင်းဖြစ်လာပါတယ် သူရဲ့မျိုးစုံအသုံးပြုနိုင်တဲ့စွန့်ရည်ကြောင့် F16 ဟာလေကြောင်းမှာစစ်အင်အားတစ်ခုအဖြစ် ထင်ရှားပါတယ်သူတို့ဟာလေကြောင်းအသာစီးရခြင်းမြေပြင်တိုက်ခိုက်ရေးအနီးကပ်လေကြောင်းပတ်ပေါ်မှု SCAD လို့ခေါ်တဲ့ရေဒါနဲ့လေကြောင်းကကွယ်ရေးဖြတ်စည်းခြင်းနောက်ပြီးရှာဖွေစုံစမ်းတာဝန်တွေကိုပါထပ်ဆောင်နိုင်ပါတယ်ဒီလေရင်တွေရဲ့ထိမ့်သိမ်းမှုလေကူခြင်းကလည်းယူကရိန်းတပ်တွေအတွက်အရေးကြီးတဲ့အသာချက်တစ်ခုပါ F16 တွေဟာအင်ဂျင်တလုံးတည်းပါတဲ့လေယာဉ်တွေဖြစ်လို့ထိမ့်သိမ်းစရိတ်ကအတန်အသင့်နည်းပေမဲ့ယူကရိန်းစံနှုန်းအရတော့မြင့်နေဆဲပါပဲဒါပေမဲ့အနောက်တိုင်းလေယာဉ်တချို့နဲ့နိုင်ရှင်ပို့ပြီးရိုးရှင်းပါတယ်အခု F16 တွေကိုရုရှားရဲ့ SU35 SU30SM နဲ့ MG31 တိုက်လေယာဉ်တွေနဲ့နိုင်ရှင်ကြည့်ရအောင်ပါရုရှားလေထဲမှာ SU35 လိုမျိုးတုတ်တာမျိုးဆက်မျိုးစုံအသုံးပြုနေတဲ့တိုက်လေယာဉ်တွေရှိပါတယ် SU35 ဟာသူ့ရဲ့ကြွမ်းကျင်စွာမောင်းနေနိုင်မှုနဲ့ Traveler engine တွေကြောင့်ထင်ရှားပြီး Arbis radar နဲ့ဝဲကွာတဲ့အကော်ဝဲကနေပစ်မှတ်တွေကိုရှားဖွေ တွေ့ရှိနိုင်ပါတယ်။ဒါအပြင် SU30SM နဲ့ MG31 လိုမျိုးတခြားအမျိုးကွဲတွေလည်းရှိပါတယ်။ theory အရဆိုရင် SU35 လိုလေယာဉ်မျိုးက F16 ထက်ပိုမိုတိုးတက်တဲ့နည်းပညာနဲ့လက်နက်သေဆောင်နိုင်စွမ်းပိုရှိနိုင်ပါတယ်။ဒါပေမဲ့ Ukraine လေယာဉ်မှုတွေဟာ Link 16လိုမျိုး권ရဲ့ဗဟိုပြုစနစ်နဲ့ပြန်သတ်နိုင်တဲ့အတွက်အခြေအနေတွေကိုသိမြင်နိုင်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်ပါတယ်။ ရုရှားလေယာဉ်တွေရဲ့ဆက်သွေးမှုစနစ်ကတော့အားနည်းနေဆဲဖြစ်ပါတယ်စစ်ပွဲရဲ့ကြာမြင့်လာမှုကြောင့်ရုရှားလေယာဉ်တွေဟာတိုက်ခိုက်မှုတွေနဲ့ကြုံရပြီးထောက်ပံ့ရေးနဲ့ထိန်းသိမ်းမှုပြဿနာတွေလည်းရင်ဆိုင်နေရပါတယ် SU35 အချို့ဆိုရင်အပိုးပစ္စည်းလုံလောက်လောက်မရရှိနိုင်တော့ဘူးလို့သိရပါတယ်ဒါအပြင်အရင်ကပြောခဲ့သလိုပဲ Ukraine F16 တွေမှာ AI M320 MRAN နဲ့ AM9X လိုမျိုးခင်မင်လေကြောင့်ပြုံးကြီးတွေတက်ဆင်ထားနိုင်ပါတယ် ဒီအချက်လိုက်တွေအားလုံးကိုကြည့်မယ်ဆိုရင် F16 နဲ့ SU35 တို့ရဲ့တိုက်ပွဲဟာလေရင်မိုးရဲ့စွန့်ရည်နဲ့နှိပြဟာအပေါ်မူတည်ပြီးရလက်ထွက်ပေါ်လာမယ့်ညီများချင်းတစ်ခုဖြစ်ပါတယ်။ Ukraine ရဲ့ F16 ဂျတိုက်လေရင်တွေနဲ့ကက်သန်ထားတဲ့မြေပြင်တပ်ဖွဲ့တွေဟာဆူမီဒေသမှာရုရှားရဲ့ PR ကိုယာယီရပ်တန့်ထားနိုင်ပါတယ်။ဒါပေမဲ့ရုရှားဟာအချိန်ဆွဲပိတ်ဆို့မှုဒါမှမဟုတ်တပ်ဖွဲ့9000နဲ့အကြီးစားတိုက်ခိုက်ရေးကိုစီစဉ်နိုင်ပါတယ်။ တကယ်လို့ Ukraine က Donbas ဒါမှမဟုတ်တောက်ပိုက်စစ်မျက်နှာကနေအကူတက်တွေမပိုးနိုင်ဘူးဆိုရင် F16 တွေတခုတည်းနဲ့ဒီနေရာကိုအပီးပိုင်ကာကွယ်ဖို့မဖြစ်နိုင်ပါဘူး F16 တွေကရုရှားရဲ့ခြေချင်းတပ်တွေနဲ့တက်ချက်ကာကြီးတွေရဲ့တိုက်ခိုက်မှုကိုနှင်းနိုင်အောင်လုပ်နိုင်ပေမဲ့မြေပြင်တက်မရှိဘူးဆိုရင်အချင်းကြာကြာခုခံဖို့မဖြစ်နိုင်ပါဘူး။ကျွမ်းကျင်သူတွေကယူကရိန်းဟာဆူမင်းဒေသမှာအပိုတက်ဖွဲ့တွေပို့ဖို့လိုအပ်နိုင်တယ်လို့ဆိုပါတယ်။ဒီလိုမဟုတ်ရင်ရုရှားတပ်တွေဟာမြေပြင်စစ်ဆင်ရေးတွေနဲ့အချင်းကြာလာတာနဲ့အမျှနေမြေတွေသိမ်းပိုက်သွားနိုင်ပါတယ်။ ဆူမီယဘောက F16 တစီချင်းစီပြန်တန်းတိုင်းအန်ဒီယံများပါတယ်။လင်းနစီတမမဟုတ်၃စီဆုံးရှုံးသွားရင်ယူကရိန်းရဲ့လက်ထက်အင်အားအလင်းအမြန်အားနည်းသွားနိုင်ပါတယ်။ဒါပေမဲ့နေတိုင်းနီဘာရုရှားရဲ့တိုက်ခိုက်မှုကိုနောက်နေအောင်လုံနိုင်တာဟာခီယက်အစိုးရကိုတခြားစစ်မျက်နှာတွေမှာအင်အားတင်မြဲဖို့ဒါမှမဟုတ်တပ်တမန်နီးလန်းတွေရှာဖွေဖို့အချိန်ပေးနေပါတယ်။ရုရှားမှာတပ်သား9000ရှိပေမဲ့ဆူမီမှာမျောမဲထားတာထက်နှင်းနေပါတယ်အဓိကအကြောက်ကလေကြောက်ပက်ပုံးမှုမလုံလောက်လို့ပါ ဒါ့အပြင် Ukraine F16 တွေကရုရှားရဲ့တင်နေရာတွေနဲ့အမျိုးစခန်းတွေကိုတိုက်ခိုက်နေတာကြောင့်ရုရှားတပ်သားတွေစိတ်ထဲကြဆင်းလာနိုင်ပါတယ်။ ရုရှားမီဒီယာတွေမှာ F16 and ရဲ့အကြောင်းသတင်းတွေထွက်နေတာဟာစစ်သားတွေကို American လေယာဉ်တွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့စိုးရိမ်မှုတွေဖြစ်စေနိုင်ပါတယ်။ဒါဟာယူကရိန်းရဲ့ရန်သူစွန့်အားကိုအားနစ်အောင်လုပ်တဲ့နည်းပြဟာတစ်ခုပဲဖြစ်ပါတယ်။ဆူမေမှာ F16 တွေကိုအပြင်းထန်သုံးနေပေမဲ့ယူကရိန်းဟာလိုအပ်ရင် Donbass နဲ့တောက်ပိုက်စစ်မျက်နှာဒါမှမဟုတ် Belarus နေဆက်တွေမှာလည်း F16 တွေကိုချထားနိုင်ပါတယ်။ အကြောက်ကတော့ American ကပြန်လည်အသုံးပြုနိုင်တဲ့လေရင်အဟောက်တွေကိုအပေါ်ပစ္စည်းအဖြစ်ပဲမယ်ဆိုရင်ဒီလေရင်တွေဟာကြားချေစွာအလုံးလုံးနိုင်မှာပါယူကရိန်းလေရင်မှုတွေဟာအနောက်နိုင်ငံတွေမှာလာပိုက်အတွင်းအရှင်မြင့်တင်တဲ့တွေတက်ပြီးလိုအပ်တဲ့ကျွမ်းကျင်မှုတွေရထားပါပြီနောက်ထပ်လေရင်မှုတွေမြေပြင်အကူတက်တွေကိုလည်းအရှင်မြင့်တင်ကြပြီးလေရင်အစ်စ်တွေနဲ့လေတက်ကိုတိုးချဲနိုင်ပါတယ် အခုထိမြင်တွေ့ခဲ့ရတဲ့အတိုင်းယူကရိန်းဟာဆူမီနေသားမှာရုရှားတပ်9000ရဲ့ချင်းချောက်မှုကိုကာကွယ်ဖို့ F16 ဂျက်တိုက်လေယာဉ်တွေကိုစစ်မျက်နှာရှိတဲ့မှာစတင်အသုံးပြုနေပြီးတမိုင်းမှာ NDA အများဆုံးလေကြောင်းစစ်စင်တခုကိုလှောက်ဆောင်နေကြပါတယ်။ ဒီဆုံးဖြတ်ချက်ဟာပင့်ခုမြင်းစစ်စင်ရဲ့နောက်ပိုင်းမြောက်ပိုင်းနေဆက်ကကွေးအားနေနေတာနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်။မြေပြင်တက်မလုံလောက်တဲ့အတွက် Ukraine ဟာ F16 တွေကိုရှစ်တဲ့ဘုံကျဲတဲ့တာဝန်တွေအတွက်အသုံးပြုနေရပါတယ်။ F16 တွေဟာ American လက်နက်တွေတက်စင်ထားပြီး Link 16 data ချိတ်ဆက်မှုစတင်တဲ့ Russia ရဲ့တန်ချက်ကကားတန်းတွေအမြောက်စခန်းတွေကိုတိတိယယောက်တိုက်ခိုက်နေပါတယ်။ ဒါပေမဲ့ဒီလို NDA များတဲ့တာဝန်တွေမှာ Ukraine လေရင်အချို့ဆုံးရှုံးမှုတွေရှိတယ်လို့သတင်းတွေထွက်နေပါတယ်။ဒါပေမဲ့ F16 တစ်စီးချင်းစီရဲ့ပြန်တမ်းမှုတိုက်ဟာရုရှားရဲ့တိုက်ခိုက်မှုကိုနေကွဲအောင်လုပ်နိုင်ခဲ့ပြီး Ukraine ကိုအသက်ရှူဖို့အချိန်အနည်းငယ်ရရှိပါတယ်။ဒီအချိန်တွေကဘလောက်ထိရေချေခံမလဲဆိုတာကတော့အငင်းပေါ်စရာပါပဲ။ F16 တစ်စီးဆုံးရှုံးဖို့လေရင်မှုတဦးရဲ့အမဒါမှမဟုတ်လေကြောက်ကကိုရဲ့အားနည်းချက်တစ်ခုတည်းကြောင့်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေ့အခြေအနေကဆူမင်ဟာအထူးနည်းပြဟာဒါမှမဟုတ်ပြည့်စုံတဲ့အစီအစဉ်တွေအတွက်စောင့်ဖို့အချိန်မရှိတော့ပါဘူး။စစ်မျက်နှာရှေ့ကအခြေအနေတွေကယူကရိန်းကို NDA များတဲ့တာဝန်တွေထမ်းဆောင်ဖို့ PR ပေးနေပါတယ်။ F16 တစ်စီးချင်းစီရဲ့ပြန်သတ်မှုတိုင်းဟာရုရှားရဲ့တပ်သား9000ပါဝင်မဲ့အကြီးစားတိုက်ခိုက်မှုကိုနောက်နှေးစေပြီးယူကရိန်းကကိုရဲ့အတွက်ခွင့်အလန်းတစ်ခုဖန်တီးပေးနေပါတယ်။ ဒါကယူကရိန်းကောက်ခိုင်မှာ F16 တွေဘယ်လောက်အရေးပါတယ်လဲဆိုတာကို ပြသနေတာပါအနာဂတ်မှာယူကရိန်းရဲ့ F16 လေယာဉ်အင်အားကိုတိုးချဲ့ပြီးလေယာဉ်မုန်းတဲ့နှိပညာရှင်တွေပုံမလေ့ကျင့်သင်ကြားနိုင်ရင်ရုရှားရဲ့လေကြောအသားစီးကိုချိုးဖြတ်ရမှာပိုပြီးထိရောက်လာမှာပါဒါပေမဲ့ဒီဖြစ်စဉ်ကအချင်းယူရပါမယ်ရုရှားကလည်းပုံမတင်းကျပ်တဲ့လေကြောကာကွယ်ရေးအစီအမံတွေဒါမှမဟုတ်ပြန်လည်တိုက်ခိုက်မှုတွေလုပ်နိုင်ပါတယ် ဒါပေမဲ့လက်ရှိအချိန်မှာဆူမီရှိအခြေအနေဟာ F16 တွေအပေါ်ရုရှားရဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်တဲ့အဓိကအချက်တစ်ခုအဖြစ်သက်သေပြနေပါတယ်။ယူကရိန်းရဲ့အပြင်းထန်ဆုံးမြေပြင်တပ်တွေတော့ဆောက်ခွာနေရအချိန်မှာအနောက်နိုင်ငံတွေကလည်းရောက်ရှိလာတဲ့ F16 တွေဟာဆူမင်ကာကွယ်ရေးအတွက်မျောလင်းချက်တစ်ခုဖြစ်လာပါတယ်။ချုပ်ပြီးပြောရရင်တော့ယူကရိန်းရဲ့ F16 တွေဟာစစ်မျက်နှာရှေ့မှာကာကွယ်ဖို့ဘယ်သူမှမကြံတော့တဲ့အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာမီလီယံထဲကိုပြန်တန်းချင်း flying into the fire ဆိုတဲ့စကားရက်ကိုအပြေးအဝကိုစားပြုနေပါတယ်။ဒါပေမဲ့ယူကရိန်းကဒီအလုပ်တွေကိုမလုပ်လို့ရှိရင်ဆူမင်းကျဆွန်းသွားမယ်လို့ယုံကြည်နေကြပါတယ်။တမိုင်းက27ရာစုလေကြောက်စစ်ရဲ့အရေးပါဆုံးအခိုက်အတန့်တွေထဲကတစ်ခုအဖြစ်ဒီမီလီယံထဲသို့ပြန်တန်းမှုတွေကိုမတ်တပ်တင်ထားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။